hello mera fikna chuno dini pe patta mera di page ajam phit par de di page ka page quality anya phit ma subs atha page to ku phit de di page ma so yin strike 3 5 jin thi ma page quality anya phit ma de phat ma so yin page is recommendation suspended ဖြစ်သွားခဲ့တဲ့အတွက်ကြောင့် page မှာ rich englishman ai ကိုချတဲ့အတွက်ကြောင့်ဒီ page ကိုပြန်ပြီးစင်းအောင်ဘယ်လို request တွေပြီးတင်ပြီးတောင်းရမလဲ rich englishman ကောင်းလာအောင်ဘယ်လိုလုံဆောင်သွားရမလဲဆိုပြီးဒီနေ့ဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အိမ်ဆုံးကျွန်တော်ပြပြပေးမှာတော့ဒီ page owner မတိနားမလဲပဲသူရဲ့ page မှာဘယ်လို post ဘယ်လို content တွေတင်ခဲ့မိတဲ့အတွက်ကြောင့်အခု new straight tv page quality အနေနဲ့ဖြစ်သွားခဲ့တဲ့ဆိုတာ ဒီ fish နဲ့မသိနားမလဲဘယ်နဲ့သူဗီဒီယိုမှာနောက်ခံတချင်းထည့်ပေးသွားတဲ့အခါမှာအေးနောက်ခံတချင်းတစင်း cooperative fish quality အနေနဲ့ပြသခဲ့တယ် YouTube ကတချင်းနဲ့ catcast software က တချင်းတွေအချမ်းရှုပ်ရှိမီဒီယာတချင်းတွေ download ဆွဲပြီးမှကျွန်တော်ဗီဒီယိုမဖက်ပြီးသွားမှဆိုရင်အဲ့တချင်းတစင်း copyright theme page quality အနေနဲ့ပြတ်သက်ခဲ့တယ်နောက်တစ်ခုကြတော့ဒီ page owner ကိုကိုယ်တိုင်ဗီဒီယို fan တီးပြီးသွားတယ်အဲ့ဒီဗီဒီယို TikTok မှာသွားတင်တယ် TikTok တစင်းပြန် save လုပ်ပြီး page မှာလာတင်တဲ့ခါမှာ page quality အနေနဲ့ပြတ်သက်ခဲ့တယ်တော်တော်အဲ့ဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးနောက်တစ်ခုကြတော့ဒီ page owner သူ page မှာ rush english man ကြာတော့ခဲ့တဲ့အတွက်ဆိုမှတော့အခြားရှိုရှယ်မီဒီယာဗီဒီယို၊ funny ဗီဒီယို၊ entertainment ဗီဒီယိုတွေ download ဆိုပြီး two page မှတင်ပြီးတော့တဲ့ခါမှာ Kabbi Strike TV page ကိုလည်းအနေနဲ့ဖြစ်တော့ခဲ့မှာ page is recommendation suspended ဖြစ်တော့ခဲ့တဲ့အတွက်ကျွန်တော်ရှင်မှာ subscribe လိုက်တဲ့ဒီ page ကကျွန်တော်ရှင်မှာ subscribe လိုက်တဲ့ဥစား တပတ်ကျော်နှစ်ပတ်လောက်ရှိသွားခဲ့တဲ့အတွက်ကျွန်တော်ဒီ page ကို request တွေပြီးတင်ပြီးဆင်းရလို့ပြပေးမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော်ဒီ user တစ်ချက်နေပြီးတော့မယ်။ဒီဘက်မှာတစ်ချက်ကြည့်မဆိုလို့ရှိရင် page က star လုံးဝတက်ချခဲ့ဖြစ်သားခဲ့တယ်။ your recommendation are suspended ဆိုတော့ကျွန်တော် page မှာတင်တဲ့ post content လူအများစီကိုမရောက်ပေနဲ့ဒီ page မှာရှိတဲ့ follower အနည်း possible ရောက်တဲ့အတွက်ကြောင့်မို့ wish image နဲ့အရင်ကကြာတော့ဖြစ်တယ်။အဲ့ကဲလို့ကျွန်တော်ဒီ star account တော့ခဲ့တဲ့ဆိုလို့ရှိရင်ကျွန်တော် page မှာ တင်လာတဲ့ post content ရဲ့ page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ်။ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေစီမှာလည်းဒီ page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေ Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့် page မှာ rich english မနေကောင်းလာမယ် follow အသစ်တွေတိုးပြီးလာမှာပေါ့နော်။လောလောဆယ်နော်ဒီ page က suspended ဖြစ်နေတယ်ပြီးလို့ရှိရင် star check ချက်ဖြစ်နေတဲ့အတွက်ကြောင့် rich english မအရင်ကြတယ်။ဘာဖြစ်လို့ဒီလိုကြရလဲဆိုတော့ဒီမှာပြောထားဆက်ရှိရပေါ့နော်။ကျွန်တော် admin account history ပေါ့နော်။ဒီ page မှာရှိတဲ့ admin account က တပ်ပတ်ဒီကွန်ပျူတာမရှိဘဲသူများ content တွေနဲ့ဒီ vibration content တွေနဲ့ဒီ hata content သူများ content share လုပ်ပြီးအမထက်ကတလဲလဲလုပ်ပြီးတွားခဲ့တဲ့ဆိုရင်လည်း page is recommendation ကိုချတော့ခဲ့တယ် profile recommendation ကိုချတော့ခဲ့တယ်နောက်တစ်ခုကျတော့ topic page fraud content sensitive content ဆိုတော့ဆိုတာဒီဥစ္စာကျတော့မဟုတ်မမှန်တဲ့ content ကျွန်တော် page မှာတင်ပြီးတော့တဲ့ account မှာတင်ပြီးတော့တဲ့ဆိုရင်ကျွန်တော် page ဒီပုံစံမျိုးဖြစ်ပါတယ်မဟုတ်မမှန်တဲ့ content ဆိုတော့ဆိုတာကျွန်တော်ထပ်လိုက်ပေါ့ဒီစေးတောင်းရင်တော့ဒီကင်ဆာရောဂါပျောက်မယ်ဒီဥစ္စာပျောက်မယ်ဆိုရင်မလုံးဆိုတဲ့စကားလုံးမျိုးနဲ့ပတ်သက်ပြီး 2 to 3နဲ့ပတ်သက်ပြီးပြီးလို့ရှိရင် slot gain နဲ့ပတ်သက်ပြီးနောက်တစ်ခုကျတော့ကျွန်တော်ဒီ zero sale ဓမ္မတွေက giveaway ပေးတဲ့လူတွေနဲ့ပတ်သက်ပြီးဒီပုံစံလေးတွေဖြစ်ပါတယ် giveaway ပေးလို့လည်းမရဘူးတူဦးတယောက်လိန်လံမှုနဲ့ပတ်သက်ပြီးသွားတဲ့အတွက်ကြောင့်မို့ sensitive content fraud content ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကျတော့ page history violation communist center ဘာကျွန်တော်အခုနောက်ပြောတဲ့အတိုင်းကျွန်တော် page မှာတင်တဲ့ content original မဟုတ်ဘဲနဲ့အခြား social media video download ဆိုပြီးတင်နေအခုမျိုး fraud content တွေတင်နေမဟုတ်မမှန်အောင်စပ်တင်နေကျွန်တော် page မှာတင်တဲ့ content တွေကိုကျွန်တော်ကိုယ်တိုင် group ပေါင်း tag ခတ်တယ်နဲ့ share လုပ်ပြီးတောက်ခဲ့တဲ့ဆိုရင်လည်းအခုလိုအတိုင်း star ကြက်ကြက်ဖြစ်သွားခဲ့ပါတယ်နောက်တစ်ခုကျတော့ clipped content spam content ဆိုတော့ကျွန်တော်ဒီ ပက်စမစနမစကားပြောစကင်ရှော့တွေပေါ်ချဆာရစကင်ရှော့တွေဒီ KP Wipe ငွေလွဲစကင်ရှော့တွေတူတူတယောက် profile စကင်ရှော့တွေရိုက်ပြီးတင်မဆိုရင်လည်း spend content ဖြစ်တဲ့အတွက်ကြောင့်မို့ else နဲ့ပတ်သက်ပြီးတင်လို့မရဘူးတူတူတယောက် participant ဆိုင်နဲ့ပတ်သက်ပြီး link ဖြစ်တဲ့အတွက်ကြောင့်မို့ policy နဲ့လုံးဝထိပါတယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ page မှာမဟုတ်မမှန်တဲ့ video content မျိုးတင်ပြီးတောင်းမယ်ဆိုရင်လည်းအခုလို spend ဖြစ်တာဘာလဲ video တင်တာက original video ဖြစ်တဲ့ဒါပေမဲ့အဲ့ဒီ video 10000ပုံပြောမစင် video ကဘာပေါ်မှာကြတော့ကောင်းမလေးချော့ချော့လေးပုံတင်ပြီးမှအထက်က content အခြား content ဖြစ်တဲ့ solution ှင်နဲ့လင်းလင်းမှုပန်းဆိုင်နဲ့ပတ်သက်ပြီး click bit content ဖြစ်တဲ့အတွက်ကြောင့် error နဲ့ပတ်သက်ပြီးလုံးဝလုံးလုံးမရဘူးနောက်တစ်ခုချက်တော့ addresser policy violation ပေါ့နော်ကျွန်တော် page မှာဖြစ်စေ account မှာဖြစ်စေကျွန်တော် add account registered ဖြစ်နေတဲ့ page not allowed to aggressor ဖြစ်နေဆိုရင်လည်းအခုလို against the your recommendation as suspended ဖြစ်တဲ့ start ချက်ချက်ဖြစ်တဲ့ wish instrument ချတာခရတဲ့ကြောင့်ဒီ user နဲ့ပတ်သက်ပြီးလုံးဝလုံးလုံးမရဘူးဒီ user နဲ့ပတ်သက်ပြီးအားလုံးနားလည်သဘောပေါက်အောင်ကျွန်တော်ပြောပြရှင်းပြပေးပြီးဆိုရင်ဒီ page ကိုကျွန်တော် request debut တင်ပြပေးမှဖြစ်ပါတယ် page quality in neon as င်းရဖြစ်အောင်ဒီ page မှာတင်ထားတဲ့ copy post copy content အမှန်နဲ့ပတ်သက်ပြီးကျွန်တော်အားလုံးဖြတ်ပြီးလုပ်ပြီးမှဒီ page က post content original content original last 20 minute တပတ်နဲ့ပတ်ပြီးလုပ်ခဲ့တဲ့ကျွန်မ request တွေတင်ဖို့စဉ်ကျွန်တော်ဒီ page တစ်ချက်ပါမယ် ောက်က report problem တစ်ချက်နေတော့မှကျွန်တော်ဒီ user တစ်ချက်နေပြီးတော့မယ် print ဒီအပြန်တစ်ချက်နေပြီးတော့မယ်ဒီ position နဲ့ပေါ်လိုက်ချက်ပြီးဆိုကျွန်တော်ဒီ position တစ်ချက်ထောက်မှကျွန်တော်ဒီ page ကဖြစ်တဲ့တော့ကျွန်တော်တစ်ချက် page ကိုရွေးပြီးမှသွားလိုက်ပါမယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာ request debut PM server ထည့်တော့မယ်အတွက်ကြောင့်ကျွန်တော်ဒီမှာ assenting လုပ်ပြီးထားတာရှိရတော့ကျွန်တော်ဒီ server ကျွန်တော်တစ်ချက်ထည့်ပြီးတော့မယ်ကျွန်တော်ဒီမှာဆိုရင် page ရဲ့ url link ပိုင်းကအားလုံးထည့်မယ်ဒီ page မှာဖြစ်ဖြစ်တဲ့အမှန်နဲ့ပတ်သက်ပြီးကျွန်တော်အားလုံးစာရေးပြီးသွားတဲ့အတွက်ကြောင့်ဒီ user လေးအလွယ်တကူ copy ပို့မှဒီမှာ page လို့ထည့်ပြီးမှပြီးလို့ရှိရင်ကျွန်တော်ဒီ page quality အနည်းအောင် second shot ဆွဲပြီးမှထည့်ရပါမယ်ခင်ဗျာနော်ဒီဥစားလေးကိုကျွန်တော် second shot ဆွဲပြီးဒီမှာထည့်ရမယ့်အတွက်ကြောင့်မို့ကျွန်တော် ascending လောက်ထားတဲ့အတွက်ကြောင့်မို့ဒီဥစားတစ်ချက်ယူထည့်လိုက်မယ်အားလုံးပြီးသားခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီလို submit နေပြီပို့လိုက်ပါမယ်။ဒါကြတော့ပထမ step အနေနဲ့ကျွန်တော် report တင်တာဖြစ်ပါတယ်။ဒုတိယ step အနေနဲ့တော့ကျွန်တော်ဒီညတစ်ချက်တော့နည်းနည်းလေးအောက်ဆင်းသွားမယ်။နည်းနည်းအောက်ဆင်းသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာဒီဥစားရှိရတစ်ချက်နှိပ်သွားမယ်။ ပြီးရင်ကျွန်တော်လက်ရှိသုံးတဲ့ email တကူကျွန်တော်ထည့်မဲ့အတွက်ကြောင့်ကျွန်တော်ပဲ email သုံးတဲ့ကျွန်တော်တစ်ဆက်တွားကြည့်လိုက်ပါမယ်ကျွန်တော်ဒီ email သုံးတဲ့အတွက်ကြောင့်ဒီလိုစာတစ်ချက်ကျွန်တော် copy ကူးပြီးမှဒီနေရာတစ်ချက်လာပြီးမှဒီ opposition မှာ paste လုပ်ပြီးမှထည့်ရပါမယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီနေရာမှာ page ကဖြစ်တဲ့အတွက်ကြောင့် page တို့တစ်ချက်ယူထည့်တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် affiliate နဲ့မစားသားပါနော်ဒုတိယတစ်ခေါက်ကျွန်တော်ဒီစာသားထည့်တော့ပါမယ်ဒါမှလည်း page link ပါ냐အားလုံးထည့်ထားပြီးသားပါနော်ပြီးကျွန်တော်တို့ချက် page လို့ထည့်လိုက်ပါမယ် ပြည်သားခဲ့ပြီးဆိုရင်တော့အောက်ခံနဲ့ကျွန်တော် send ဆိုတာနေပြီးသားမယ်ကျွန်တော် case မှာဆိုရင် from sunny success police ဆိုကျွန်တော် request လေးပြီးတင်လာလုံးဝအမေတာခဲ့တဲ့ facebook ကစစ်စစ်ပြီးမှကျွန်တော်တို့ email box မှာ distinct content လုပ်ပြီးလာမယ်တော့ကျွန်တော်ဒီ user တစ်ချက် okay နေပြီးသားမယ်ဒီ setup ပြည်သားခဲ့ပြီးဆိုရင်နောက်ဆုံးတင်ရကျွန်တော် request ပြီးသားတင်မယ်အဲ့ဒါကမို့ကျွန်တော် page မှာဒီမှာ straight လေးလေးငားကျင်တော့ထိထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာ distinct request ပြီးတင်ရမယ် copyright affiliate from ဆိုတော့ဥစားတစ်ချက်ဖောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ patient နာမည်တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်မို့ patient user name ဖြစ်ဖြစ် user link ဖြစ်ဖြစ်တစ်ချက် copy ကူးမှကျွန်တော်အပေါ်ဆုံးတော့ page လုပ်မယ်ပြီးရင်တော့ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်တစ်ချက်ထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီနောက်တစ်ချက်နေမှာကျွန်တော်ဒီမှာကျွန်တော် page ရဲ့ user link တစ်ချက် copy ကူးရပါမယ် ပြီးရင်တော့အောက်မှာကျွန်တော် affiliate မှာစာသားလေးပုံလဲကျွန်တော်ဒီမှာဆိုရင်ပထမဆုံးကမတိနားမလဲပဲ copy post copy content တင်ခဲ့မိတဲ့အတွက်ကျွန်တော်အခုချိန်မှာနားလဲသဘောပေါက်အောင်အားလုံး delete လုပ်ပြီးမှကျွန်တော် own video own news လောက်ပဲတင်ထားဆိုတော့အချမ်းနဲ့ပတ်သက်ပြီးတောင်းမယ်စာလေးရေးပြီးသွားရမယ် page link ပါနေအားလုံးအပါထည့်မယ်ပြီးရင်ကျွန်တော် page လုတ်ထည့်ပြီးမှကျွန်တော်ဒီအောက်ကဆိုရင်တော့ page quality အမြင်ဖြစ်တဲ့ second shot တစ်ချက်ပြန်ယူထည့်လိုက်ပါမယ် okay ကျွန်တော်အားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့အောက်ကနေ send ဆိုတဲ့နေပြီးမှပို့လိုက်မယ် ဒီလိုရှိရင်တော့တကွနထက်လိုက်တဲ့ Gmail မှာကျွန်တော်ကိုးချလွန်ကြမယ်အတွက်ကြောင့်အဲ့ဒီကိုးချလွန်ကြတဲ့အချက်ယူထည့်ရပါမယ်ကျွန်တော်ဒီမှာကြာလာတဲ့အတွက်ကြောင့်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီကိုးလေးကိုတစ်ချက် copy ကူပြီးထည့်သွားပါမယ်ပြီးရင်ကျွန်တော် confirm ဆိုတာနေပြီးမှတော်လိုက်ပါမယ်။ပြီးရင်ဒီမှာ I'm not robot to verify လို့ပြီးတော့မယ်။ဒီနေ့တနေ့အရေးကြီးတယ်ဗောနော်။ဒါလေးကိုဆက် verify လို့ပြီးတော့ပါ။ ကျွန်တော်ကစ်မှာတော့ဒီ verify ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အောက်ကနေကျွန်တော် submit နေပြီးမှတွားလိုက်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်နေနဲ့အချင်းအနေငယ်စောင့်ပေးရမယ်။သူက process ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော် request တွေပြတင်တဲ့ခါမှာဒီ process အတိုင်းကျွန်တော်ပြတဲ့အတိုင်း step by step line နဲ့ပြီးသွားပါ။တချို့ကျတော့ video skip လုပ်ပြီးသွားတဲ့တဲ့မို့မတိနားမယ်ဖြစ်မှဆိုတဲ့ကျွန်တော် video skip လုပ်ပဲတိကျလေးကြည့်ပြီးသွားပါ။ကျွန်တော် case နေမှာ from submit successfully ဖြစ်တာကြည့်ပြီးဆိုတော့ပက်ကဆစ်စေပြီးမှကျွန်တော်ရဲ့ email မှာ response လုပ်ပြီးလာမှာပေါ့နော်။ ီပေ့ချ်ကကျွန်တော်ကိုယ်တိုင်တိကျစစ်ဆေးပြီးလုပ်ထားတဲ့အတွက်ကြောင့်100%ပြန်ရှင်းမယ်တချို့ကြောင့်ရှိတဲ့ page ကို request ဆေးပြတင်တဲ့ခါမှာသူတို့ page မှာဘာကြောင့်အမှားဖြစ်တယ်ဘာကြောင့်ဒီ page quality အနည်းငယ်ဖြစ်တဲ့သူတို့ကိုလည်းနားမလည်ပဲနဲ့ဒီရင် request ဆေးပြတင်ပြီးတော့တဲ့ခါမှာ page ကပိုပြီးဆိုးသွားခဲ့တဲ့မျိုး suspect ဖြစ်သွားခဲ့တဲ့မျိုးဖြစ်နေတဲ့အတွက်ကြောင့်လုံးဝလုံးလုံးမရပါဘူးခင်ဗျာနော်အိမ်ဆုံး page မှာ copy post copy connect တင်ထားဥစားလေး copy ထိထားဥစားလေးဖြတ်ပါ page မှာ copy post copy connect တင်ထားတဲ့ copy လိုက်မလာသေးဘူးဆိုမြဲဒီရင် request ဆေးပြပတ်တယ်လို့မြင်အောင် ကျွန်တော်တို့ request ပြတင်ပြီးသွားတဲ့အချိန်မှာ Facebook တင်ပန်နဲ့ဒီ page ကိုပြန်မှာအတင်းစစ်ဆွတ်စစ်တဲ့အချိန်မှာ page မှာထက်ပြီးမှအမားရှိသေးတယ်။ copy content ရှိသေးတယ်ဆိုထက်ပြီး straight page မှာ page ကပြတ်ပေါက်နေတဲ့အတွက်ကြောင့်အင်ဇုံ page ကိုလုံးဝတိကျစစ်ဆေးပြီးတန့်ရှင်းတည့်ရသွားပြီးဆိုမှတနေ admin အသစ်ခန့်ပြီးမှ admin အသစ်နဲ့ post တင်တာ၄၅ရက်ပြည့်သွားခဲ့ပြီးဆိုမှအဲ့ဒါမှကျွန်တော် request view တင်ပြီးတွားရပါမယ်ဒီ case မှာတော့ကျွန်တော်ကတိကျစစ်ဆေးပြီးမှလုတ်ထားပြီးတဲ့အတွက်ကျွန်တော်ဒီ page က100%ပြန်စင်းမယ်ဒီ page quality ပြန်စင်းတော့ခဲ့ပြီးဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ screen shot ဖြစ်စေ short video ဖြစ်စေလုတ်ပြီးမှကျွန်တော်ပြင်ပေးသွားမယ်ဒီနေ့ဒီဘွန်ဒီလပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့လူကြီးမျိုးတော့မသိနားနဲ့ရှိရင်အပေါ်ပိုက်ပါနံပါတ်10 contact လုတ်ပြီးမှစကားပြောပြနေတယ် အကယ်လို့လူချင်းမျိုး page မှာလည်းအခုလိုတည်း page quality အနေနဲ့ profile quality အနေနဲ့ margin registry ပါနေဖြစ်တယ်ဆိုရင်တော့ oppo by banner map oppo by banner map တစ် service အဖို့နံပါတ်အားလို့ကျွန်တော်ကျေးဇူးတင်ပါတယ်